ဘွားရဲ့ profile ဆက်ကောင်းတဲ့နေရာတောင်း EOD ဘဏ်ရဲ့ MP credit card နဲ့ဖြတ်သားလိုက်ပါ EOD ဘဏ်ရဲ့ MP credit card နဲ့ဆိုလိုချင်တာကိုတိုးတက်လာထားနိုင်တယ်ကဘာကျော်ပကြီးဆရာ Vincent Van Gogh ကိုကိုတသက်ရာမှာအသုံးပြုခဲ့တဲ့တဏ္ဍကို Netherlands နိုင်ငံ Amsterdam မြို့ကနာမည်ကြီး Vincent Van Gogh ပြတိုင်မှာဇူလိုင်လ15ရက်နေ့မှာပြသတော်မှာဖြစ်ပါတယ်သူဟာပြင်းထန်တဲ့စိတ်ဝိညာဉ်ကိုခံစားခဲ့ရပြီး1890ခုနှစ်မှာ ကိုကိုကိုတနနက်ပြတ်သက်ပြီးတေချောင်းကြန့်စီခဲ့တာဖြစ်ပါတယ်။ဖန်ကိုအနေနဲ့သူ့ရဲ့နှရွက်ကိုဖျက်ပစ်ခဲ့တဲ့အကြောင်းရင်းနဲ့စိတ်ဝေဒနာကိုအပြင်းထန်ခံစားခဲ့ရပြီးအသက်38နှစ်အရွယ်မှာပယ်ရီမြို့အနီးက Oversaw Ice မှာကိုကိုကိုတက်တည်ခဲ့ရတဲ့အကြောင်းရင်းတွေကိုလူအများသိရှိနာလည်လာအောင် YouTube မှာစံတော်လို့အဓိပ္ပာယ်ရတဲ့အရင်းပြပွဲကိုကျင်းပဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။အရင်းပြပွဲရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအရာကတော့ဖန်ကိုသူ့ကိုသူတက်တည်ခဲ့တဲ့တနက်ပဲဖြစ်ပါတယ်။သူဟာ1890ဂျူလန်လ29ရက်နေ့က ူကိုယ်သူတနက်နဲ့ပြစ်တက်ခဲ့ပြီးနိုင်30ကြာမှအဲ့ဒီတနက်တရံနဲ့ပဲတေဆုံးသွားခဲ့ပါတယ်။ဖန်ကိုဟာသူ့နှစ်ရွက်ကိုဖျက်ပစ်ခဲ့ပြီးတဲ့နောက်သူ့ကိုစေကုသပေးခဲ့တဲ့ဒေါက်တာဖီလီရီက၎င်းထံကိုပေးပို့ခဲ့တဲ့စာကလည်းပြပွဲတော်ပြိသက်တွေအတွက်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ချက်ပဲဖြစ်ပါတယ်။ဒီပြပွဲကိုဇူလိုင်လ15ရက်ကနေစက်တင်ဘာလ25ရက်နေ့ထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။